ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့မဟာမြေ audio book channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့စာရီသူကိုပိုက်ရေးသားထားတဲ့အိမ်မက်လီလာဝတော်ပါဆိုတဲ့ဇလန်းကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရစေပရိသတ်များရှင်ဒီဇလန်းလေးကတော့ဇန်နဝါရီလ1995ခုနှစ်ရှောင်းပြန်မဂဇင်းမှာရေးသားတင်ဆက်ထားတာပဲဖြစ်ပါရစေပရိသတ်များလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်အိမ်မက်လီလာဝတော် ဘလို့အန်ရမန်းမသိတဲ့အန်ရတခုကနောက်ထပ်ထက်ချက်မကလိုက်ပါလာတယ်လို့စိတ်ဝဲချမ်းမိခြင်းကြောင့်လောရလက်ကြောင်းအတော့ခွန်ဆိုင်ပြေးနေပြီမိလူကလေထဲမှာလွတ်နေတယ်လို့ဖြစ်နေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ခြေကုံလက်ပန်းကျနေတယ်။အလိုလိုနေရင်ခွန်အားတွေရုတ်ရော့လာတယ်၊ချိနဲ့လာတယ်၊တိုးကြောင့်ဇောကျွေးပြန်နေမိရင်ဟတ်ထိုးလေးကျတော့မဲပုံဖြစ်နေတော့လေအာတင်းပြီးတော့ဆက်ရွေးပြေးနေရပြန်နေလူသူမရှိတဲ့တောင်းနေကြီးတွေမှာထိုးထိုးပြေးလွှားနေခြင်းမှာ လွန်မြောက်ရလမ်းကြောင်းတွေ့ရချေပြီလို့စိတ်ဝေထင်မိတယ်။အပေကြောင့်ဆိုတော့ရှေ့မှာရွာလမ်းကလေးတစ်ခုကိုတွေ့လိုက်ချင်းကြောင့်ဖြစ်ပါတယ်။ကျွန်တော်ကထိုလမ်းကလေးတိုင်းကြေးလာလိုက်ပြီးရင်အရှိကမိမကြီးတယောက်နဲ့ကလေး၃ယောက်တွေကကျွန်တော်ကိုကြောပေးပြီးတော့ဖြေးလေးစာရှောက်သွားတယ်။ထိုမိသားစုကိုမြင်လိုက်ချင်းအားဖြင့်ရှေ့မှာရွာရှိနိုင်တယ်၊လူတွေရှိနိုင်တယ်၊သူဖြစ်ပါကကျွန်တော်တွေ့နေရတဲ့ဒုက္ခဆိုးကြီးကိုကဲတင်မဲ့လူတွေရှိနိုင်မယ်မဟုတ်ပါလား။ဒါကြောင့်ကျွန်တော်ကထိုမိသားစုကို ပြေးလွှားကြော်ဖြတ်တက်လိုက်တယ်။ထိုမိသားစုကိုကြော်လွှားပြေးခဲ့ပြီးနောက်ရှေ့ဆယ်ခိုင်လောက်မှာဝိုးတော်ဝါရမြင်ရတဲ့တွဲလောင်းကြပြီးစီးပိတ်နေအသားစိမ်းတွဲတွေနဲ့ဝင်တိုက်မိပြီးလဲချသွားပါရဲ့။သွေးစိမ်းညီနှံကိုရှာလိုက်တယ်။ဘာရီမန်မသိပါချင်းပုံဟောင်းနေကျန်လဲမရှိရှင်များအောင်ကျန်လဲမရှိသွေးစိမ်းနေတာတစစဲကြနေတယ်လိုလိုနေချက်တိမွေးညင်းထမြေကြောက်ရွံ့နေမြေဟမ်စောစောကကျွန်တော်ကြော်ဖြစ်လာတဲ့မိသားစုတွေ ဘယ်ကဘလို့ရောက်လာကြတယ်မသိချင်ထိုအသားစိတ်တွေကိုအာရပါရငြိမ်ရရှိရကြိုက်စားနေကြရင်ဘယ်တော့ကများငပ်ပြတ်နေကြပါလိမ့်သူတို့ရဲ့ပါဇက်လက်ခန္ဓာကိုယ်တွေမှာသွေးစိမ်းများဆူပိနေကြတယ်သူတို့ကိုကြည့်ရင်အော့အန်ကျင်လာတယ်ကြောက်ရွံ့လာမြေသူတို့ကအသားစိတ်တွေကိုကြိုက်စားရင်းနဲ့ကျွန်တော်ကိုကြည့်ပြီးပြုံးနေကြတယ်ကြည်စံထိုမိသားစုမှာသဆွဲတွေကိုစီပါကြတယ်ကလေးငယ်များကတရားမှချစ်စရာကောင်းသောရုပ်တွေမရှိကြချင်း အားလုံးကမိန်စာကောင်းလေးနဲ့တူနေတယ်။ဟုတ်ပါရဲ့။ဒါလူတွေမဖြစ်နိုင်ချေလူသားဆက်ဆက်ဖြစ်အောင်တော့အရင်ဆိုင်ကောင်နေပဲဖြစ်ရမယ်။ကြည့်လေ။လူသားရင်ကျင်းလေးတွေဆိုရင်ထိုသားဆိုင်တွေကိုလွဲလဲတကူကိုက်ဖက်စားတောက်နိုင်မှာမဟုတ်ကြချေစားကြမှာမဟုတ်ရခုတော်ကထိုးတော့မဟုတ်ချေစိမ့်ပြေနှစ်ပြေကိုက်ဝါးစားနေကြရင်ကြည်ရင်ကြည်ရင်ကျွန်တော်မြင်မှာအင်မတန်ထူးဆန်းပြီးကြောက်စရာတရဝါတွေလို့မြင်လာတာကြောင့်လေထိုနေရာမှပြေးထွက်လာကြတယ်။ ဖေကဘလို့ပြေးလာတယ်မသိချင်အိမ်တလုံးပေါ်တော့ကျွန်တော်ရောက်နေပြန်နေထိုးအိမ်ကြီးရှင်ယောက်ျားကြီးကထူဆန်းသောသူမဟုတ်ရှူးသွတ်နေသောသူတစ်ယောက်ဖြစ်လိမ့်မည်။နီးကြောင်ကြောင်စပင်းရှိရှိမုတ်စိတ်ဖော်ဖွားနှင့်တားကောင်တည်းရဲ့အင်းကြီးလက်နေချုပ်တီထားတယ်ဝတ်ထားရင်သူ့ကိုကြည့်ရသည်မှာကြောက်ခဲ့လူသားနှင့်တူပါရင်ကျွန်တော်ရောက်လာခြင်းကိုနှစ်သက်ဟန်မတူချင်းထိုးလူကြီးပြောပြခြင်းရသူတို့မိသားစုကလူသူကင်းဝေးရဤနေရာသို့လာရောက်နေထိုင်ကြသည်မှာ ဆယ်နှစ်ကျော်ပြီလို့ပြောပါတယ်။ဒါနှစ်ယောက်နှစ်တမီးတယောက်တို့ကိုသူရဲ့ဇနီးတဲ့ကအီတောအီတောင်တက်မှာမွေးဖွားခဲ့ခြင်းလို့သိရတယ်။ဒါကြောင့်ကျွန်တော်ကအိုးဒါဖြင့်ကလေးတွေရဲ့ရှေ့ရေးကိုမကြည့်တော့ဘူးလား။သူတို့ပညာမသင်ပေတော့လား။မလို့ဗျာမလို့။ကျုပ်ကလေးတွေကအရွယ်ရောက်နေပြီဆိုတာနဲ့တရိစ္ဆာန်တွေလို့သူရဲ့ဝမ်းစာတွေရှာဖွေစားတောက်တတ်နေပြီလေ။ဒါသူတို့တက်အပ်တဲ့ပညာပဲပေါ့။ဘောက်စားတင်ကြလို့သိလေ။ပညာသင်နေဆိုတာလူဘဝမင်း စားတောက်နေထိုင်ဖို့ပဲမဟုတ်ဘူးလားအခုကျောက်ရဲ့ကလေးတွေပညာမတက်ပေမဲ့သူတို့ဝန်စာတွေရှာဖွေစားတောက်တတ်တဲ့ပညာတွေရှိနေပြီလေကျွန်တော်ကထိုလူကြီးစကားကြောင့်အင်မတန်အံ့ဩသွားရရင်ဘလို့လူကြီးပါလဲသူအပြင်စိတ်ရပြောနေပြန်နေပညာသင်ကြားရမယ့်အရွယ်ဖြစ်နေကြရင်ကျောက်ရဲ့ကလေးတွေကစားတဲ့နေဆိုတာဘလို့လဲမမြင်ဘူးကြမတွေ့ဘူးကြမသိကြဘူးပြီးတော့တိုးတက်ထွန်းကားနေပါတယ်ဆိုရိတ်မြို့ပြကြီးက နိုင်ငံကြီးသားပုဂ္ဂိုလ်ကြော်ရုံမသိပေမိသူတို့စားဖို့တားခေါင်ကိုဘလို့ဖက်ရမေးဆိုတာကောင်းကောင်းသိကြတယ်လေဟဲ့ပြီးတော့တောင်စိန်ငါးစိန်ကိုလည်းစားတတ်နေကြပြီတည်လားဗျခင်ဗျားတို့လိုရင်ကြေးပါရင်ဆိုရိတ်မြို့ပေါ်ကလူတွေကစားဝေးနေရတဲ့စိတ်ရှုပ်နေကြရင်မလားနေထိုင်ရတဲ့ပူပန်နေကြရင်မလားဒီအတွက်ပဲတယောက်ကိုတယောက်တိုက်ကြခိုက်ကြနင်းကြကြောကြလောဘဒေါရမောဟရင်းနေလုံးထွေးနေကြတာမဟုတ်ဘူးလားကျုပ်တို့ကိုကြည်စမ်း စိတ်ချမ်းသာစရာဘယ်လောက်ကောင်းသလဲလို့ခမရအားမကြောင်လားလှူလူကြီးကသူ့ရဲ့စကားကိုဖြတ်ပြီးဝါခွက်တလုံးကိုယူလိုက်ခါအိမ်နောက်ဘက်ကိုဝင်သွားရင်ခဏကြာတော့ပြန်ရောက်လာရင်ကျွန်တော်ရဲ့ထန့်သူထိုဝါခွက်ကိုထိုးပေးပြီးရှော့ပြကျုပ်တော်စကားပြောရင်အားချောက်လို့ရေးသားတောက်တာခမရချက်ပါခန့်လာရင်တောက်ပြကျုပ်တော်နေရာမှာမျိုးမာလူရေခဲတက်တာတွေကရေးလို့အေးတယ်တဘာဝစမ်းချောင်းရင်ရှိပါရင်ကျုပ်အေးရဲ့အနောက်မှာပေါ့ထပ်တောက်ချင်သွားခက်ပေးုံမီး အာနာဆရာမလိုပါဘူးဟဟကျွန်တော်ကထိုလူကြီးလမ်းပေးတဲ့ဝါခွက်ကိုယူပြီးမောတောင်းလိုက်တဲ့အေးလိုက်တဲ့ဖြစ်ချင်းသူ့တော်ဝါခွက်ကညင်နေတဲ့ကျွန်တော်ရေးတောက်ပြီးတာနဲ့သူစကားကိုဆက်ပြောရင်ကျုပ်ကလေးတွေဟာဆိုရင်အရွယ်နဲ့မလိုက်အောင်ကိုသူတို့အန်နီယောကခွေနိုင်ကြတယ်တားကောင်တွေကိုတက်ဖြတ်နိုင်ကြတယ်နိုင်ငံကြီးသားတွေပါလို့ဆိုရိတ်ခမားတို့လိုလူရင်ကျေးတွေနဲ့ဝေးကွာလာတဲ့ဒီနေရာကပျော်စရာစိတ်ချမ်းသာစရာပဲပေါ့ကြည်လင်ကျုံမိသားစုတွေ့ လုံလောက်တဲ့စားနပ်ရိက္ခာရှိတဲ့နေရာတွေများရှိသေးတယ်။ကျုံမိသားစုနဲ့ကျုပ်ပင်ကျုံမိသားစုကျုပ်ကလည်းပြီးဘသူမှလာပြီးအုပ်ချုပ်စရာမလိုကိုတီကိုနန်းပေါ့ဗျာဘသူကိုညီမလည်းမလိုကိုတလေးကိုစရိုက်ကိုရင်ကျေးမှုပဲပေါ့ကျွန်တော်ကထိုးလူကြီးစကားကိုနားထောင်ရင်သူ့ကိုချင်းကြောက်စိတ်တွေဝင်လာမိတာနဲ့တူတနာကျင်တာစိတ်လည်းဖြစ်လာရင်တဖက်စွန်းရောက်လူကြီးပါလားဒါကြောင့်ခမည်းအတွေးခေါ်ရင်တဖက်စွန်းရောက်နေလို့နေ လူဆိုတာပတ်ဝန်းကျင်နဲ့ကင်းကွာလို့မရဘူးတူရဲနေလို့မရဘူးဘဝအတွက်စားမယ်တောက်မယ်အိပ်မယ်မိထုံမိဝဲမယ်ဒါရီပြီးပြည့်စုံတာနဲ့ခမည်းတော်မိသားစုမျိုးဆက်တွေတွေပြည့်စုံလုံလောက်ပြီလို့ထင်နေလားမဟုတ်သေးဘူးနော် လူသားတွေအလုံးအကျိုးတွေလှုပ်ရှားတွေအများကြီးရှိသေးတယ်တကူအောင်ဆန်လို့မရဘူးရသိလားခမည်းတော်ခက်ကိုနောက်ပြန်သွားနေတာပဲခမည်းတော်တယောက်ရှူးကျင်อยู่အပြည့်ကင်းပြီးအညွန့်တလူလူဖြစ်နေတဲ့ခမည်းတော်သားသမီးတွေကိုတော့ ကြည်တော့လီတော့ညီမေနင်မောမတော်ပါစေနဲ့ဗျာဟာဟာဟာကျွန်တော်ရေးစကားကိုပြည့်ရပြီးဝင်သူယူတယောက်လိုရှဲမောပါရင်ဘလို့မှနားချပြောရမှန်းမသိတာကြောင့်ကျွန်တော်ဒီထိုနေရာမှာထွက်ခွာဖို့ထိုင်နေရာကထလိုက်တယ်။ကဲဒါဖြင့်ကြောက်ပြန်မေမပြန်ပါနဲ့ဗျာဒီရောက်ပြီးမှတော့ကြောက်တုန်နဲ့နေကြည့်စမ်းပါခမည်းတော်ကြောက်ရဲ့လူမမဲသားတွေကရှာဖွေကြွေးမိပါလိမ့်မယ်ပြောပြောဆိုဆိုကျွန်တော်ရေးလက်ကိုသူ့ရဲ့လက်ကျန်းကျန်းနဲ့ဖန်ဆွဲထားပါတယ် အေးစစ်စစ်သူ့ရဲ့လက်ကျန်းကျန်းကြီးမှကျွန်တော်ရဲ့လက်ကိုရုံးကန်ရင်လွတ်ထွက်ဖို့ကြိုးစားရင် မဖြစ်ဘူးဗျမဖြစ်ဘူးကျုပ်အိမ်မင်းကျုပ်ကိုမိခေါ်နေမိမနဲ့ကလေးတွေရှိဖယ်ပါချုပ်သွားပါစီ ထိုင်မအောင်ကျုပ်ပြောပြစီအောင်ပြောပြဆိုဆိုကျွန်တော်ရဲ့လက်ကိုဆောင်းဆွဲထိုင်ခိုင်းပါရင်ရုံးထွက်မြမှန်းသိ၍ကျွန်တော်ကအလိုက်တင်ပြန်ပြီးထိုင်ချလိုက်ပါရင်ထိုလူကြီးကကျွန်တော်ကိုကြည့်ပြီးခေါင်းတညိမ့်ညိမ့်လှုပ်ရင်းမှခမည်းတော်မှာ တရားမရှိတာအဲ့ဒါပဲပေါ့ဆွဲလန်းခြင်းဆိုတာဥပါဒံပဲတန်ရုံးစဉ်ဆိုတာအဲ့ဒီဆွဲလန်းခြင်းပဲပေါ့ခမောင်းဇနီးနဲ့သမီးပေါ်ထိုင်တန်ရုံးစဉ်မျိုးဖြတ်လိုက်စမ်းပါခမောင်းတရားမှကြောက်နေလားဟုတ်တယ်အစမကြောက်ဘူးအခုတော့ကြောက်တယ်ပြီးရင်ပြောပါစေတဘောနဲ့အခက်ပြက်ပြက်ပြောလိုက်တယ်ဘာလို့ကြောက်ရတာလဲသူတို့ဘွားကကြောက်မရှိလို့မဖြစ်ဘူးကြောက်သေးသွားရင်သူတို့သားမီလောကကြီးထဲမှာဘလို့နေထိုင်စားတောက်ကြမှာလဲ မျက်စိတငယ်နားတငယ်ဖြစ်နေကြမှာပေါ့သူရဲ့မိကြောင့်ကျွန်တော်ကခက်ပြက်ပြက်ဖြေလိုက်တယ်ကျွန်တော်အစကားကြောင့်ထိုလူကြီးကအာရဘာရဟဲ့ဟဲ့ပဲပဲရှဲမောပါနေအင်းကပြောတာပေါ့ကြည်စမ်းကျုပ်ရဲ့သားသမီးတွေကျုံမရှိရင်တော့ဘာမှပူစရာမလိုဘူးသူတို့ဟာသူတို့ရှားဖွေစားတော့ကြလိမ့်မယ်မသေးခင်တော့တာဝန်ရှိတာပေါ့ဗျာကဲကျုံမင်းမင်းအခုကျုပ်တို့ထိုင်နေတာဘာလဲသိလားအိမ်ပေါ့ဗျာမဟုတ်ဘူး မသိရင်တော့ခမ ्या ကကျုပ်ရဲ့အိမ်လို့ပြောမေးလုံးဝမဟုတ်ဘူးတာလာရဲ့စရဲပြခဏနားနေကြတော့ပြီးရင်ကျုပ်သွားရမယ်ပြီးတော့ကျုပ်ရဲ့သားသမီးတွေသွားရမယ်ဒီအိမ်ကိုဘယ်သူမှမပိုင်ဘူးခမ ्या တို့ကျုပ်တို့တွေအားလုံးကဧည့်သည်တွေကြီးပဲတနေ့ကျရင်တေလန်းကိုသွားကြရမှာပဲမသေးခင်ခဏနားခိုကြရမယ်အဲ့တော့ပဲလူတွေကမေမောနေကြတယ်တွေ့တာနေကြတယ်ဒါပါလေစွဲလန်းနေတာအဲ့ဒီကိုမပိုင်နေ ကို့နောက်မပိုင်းဥစ္စာပြည့်စည်ရာလူအာနာရီကိုမေမောနေကြတာတနှောစရာတိတ်ကိုကောက်နေပြဗါရင်စွတ်စွတ်ခမည်းပြောတာတေးရမှာကြောက်တယ်လေလားအင်းလေอืมခမည်းကတရားမရှိတဲ့လူပဲအိုနာသေးဆိုတာကို့အလုံးမဟုတ်ဘူးဒါကတဘာဝပါ ခမည်းကတဘာဝကိုအန်တုလို့မရဘူးအိုချိန်တန်အိုရမင်းနာချိန်တန်နာရမင်းတေးချိန်တန်တေးရနိုင်မယ်ပေါ့ခမည်းရှောင်လို့မရဘူးဘသူမှလည်းရှောင်လို့မရဘူး အချိန်ရောက်လာတဲ့အခါအိုပလိစီနာပလိစီတေပလိစီပေါ့အဲတေးတဲ့အခါနောက်တော့နောက်ဆံမတင်းစင်နေပစ္စည်းဥစ္စာယာဓုအာနာဇနီးသားများဘာကိုမှမစွဲလန်းနေပြထိုလူကြီးရဲ့စကားကိုကျွန်တော်စိတ်ဝင်စားလာမိတယ်ခရင်ရင်ပြောရရင် ခွေးပစက်ကနတ်စကားထွက်တယ်လို့ပြောရမလားမသိပါချင်သူစကားကျွန်တော်ညင်မိနားထောင်နေမှန်းသိတာကြောင့်လေသူ့ရဲ့လက်ကျန်းကျန်းကြီးမှကျွန်တော်လက်ကိုလွတ်လိုက်ပြီးတော့ဒေါတာနဲ့တေးငရေကြမင်း လောဘနဲ့တည်ရင်နာနာဘဝဖြစ်မင်းလောဘဆိုတာဆွဲလန်းတာနဲ့ဆက်ဆက်နေရပေါ့ခမည်းစနီးနဲ့သမီးကိုဆွဲလန်းနေတေသောမော်ရီနဲ့ဒီခါခမည်းရဲ့ဆွဲလန်းခြင်းစိတ်ကြောင့်ခမည်းအိမ်ပတ်ဝန်းကျင်မှာမင်းနာနာဘဝဖြစ်နေရှိနေလိမ့်မယ်အဲဗုဒ္ဓဘာသာယူခုနှစ်ရပြည့်ပြီးရင်တော့ခမည်းဆွဲလန်းပါတယ်ဆိုရက်ဇနီးသားသမီးနာမှာနေကျင်နိုင်လေနေလို့မရတော့ဘူးတော့ကြောင်းမင်းတိလားခုနှစ်ရပြည့်ရင်စွန့်သွက်မင်း အဲ့ဒီခါဘုန်းကြီးကကမဝါဖတ်မိမဖတ်ခင်မှာခမားချင်းလာပါရင်တွေ့တာလာပါရင်ဆိုတဲ့ဇနီးနဲ့သားသမီးကိုအေးချမ်းတွန်းလိုက်တရေတစေပိတ်တာနှောက်ရှင်းမှုများရှိပါကလက်ခံမလားလက်မခံဘူးလားလို့မေးလိုက်မိအဲ့ဒီခါဘလို့ပြန်ဖြေမယ်ထင်လဲသိလားလက်မခံပါဘူးလို့ဖြေကြလိုက်မိဗျဟာဟာဟာသူရဲ့စကားကြောင့်ကျွန်တော်ကြက်သေးမွေးညင်းထသွားတယ်။အိုးမဟုတ်ဘူးမဟုတ်ဘူးခမရယူပဲ စိတ်ဖောက်ပြန်တဲ့သူတယောက်ပဲကျုပ်ပြန်မင်းပြဲမင်းပြောပြောဆိုဆိုလူကြီးအပအပြေးထွက်ခဲ့တယ်သူ့ရဲ့ခြောက်ကက်ကရဲမောတန်ညာနောက်မှကြံခဲ့တယ်ထိုလူကြီးရဲ့ခြံဝါကိုရောက်တော့ဟမ်လမ်းမှာကျွန်တော်တွေ့ခဲ့တဲ့တာမိတွေဖြစ်တယ်ဒါထိုလူကြီးရဲ့မိသားစုဝင်တွေဖြစ်မင်းသူတို့ကကျွန်တော်မြင်တာနဲ့သွားပြေးပြီးတော့ပြုံးပြကြတယ်သူတို့လက်တွဲမှာလဲအသာစိမ်းနှုံးတွေကိုက်ထားကြတယ်သွေးဆက်လက်နဲ့မြင်မကောင်းရှုမကောင်းချီသူတို့ကိုကြည့်ပြီးစက်သီးမွေးနေထလာတယ် လူသားစင်ဆက်တွေမှာဟုတ်ပါလေစကျွန်တော်မြင်မှာတရုတ်ကကြောက်စရာတရဝါရီပဲဖြစ်တယ်ထိုနောက်နောက်ဖက်ကခြေတန်ကြတာနေလဲကြည့်လိုက်တော့ထိုလူကြီးကသွေးများပေးပွန်းနေတယ်အသွားထက်မြက်တဲ့ပစိန်ကိုရွှဲပြီးကျွန်တော်ရဲ့ခြံပြေးလာသည်ကိုရုတ်တရက်တွေ့တာကြောင့်ငဲတန်ပေါင်းအော်လိုက်မိအာဟဲ့လူကိုပိုက်ဘလို့ဖြစ်တာရောကျွန်တော်တရိယာရဲ့အခါမှာတော့လင်းမြင့်လိုင်ရဲ့ပြောပြချက်ကစေယုံပေါ်သို့ရောက်နေကြောင်းသိရရင်ဟိုဟိုမိတောင်စုတွေရော ဘယ်ပြီးသားစုလေးကျွန်တော်အမေကိုမဖြေပဲလင်းမြင့်လှိုင်ကမေးပါရင်သားစိမ်းစားတဲ့မိသားစုကိုပြောတာကျွန်တော်ရေးစကားကြောင့်လင်းမြင့်လှိုင်ကကြောင်တောင်တောင်ဖြစ်သွားတယ်ကျင်ကျင်ဖမှန်ကိုပိုက်ရာခမရပါရဖြစ်နေတာလေးဝဲဝင်ကုတ်ခံရတဲ့ထိုင်ရရတိတ်နာနေလားဖျားမပြားနဲ့ခမရစကန်းကိုတော်တော်နဲ့ပြန်မလာတာနဲ့ကျွန်တော်တို့တွေခမရရဲ့နောက်ကိုလိုက်လာတော့ဝဲဝင်တဲ့ခမရလုံးထွေးနေရလေဒီတော့ကျွန်တော်တို့ကတနက်ကိုမိုးဝထောင်ပြီးပြက်လိုက်တော့မှ ဝဲဝဲကထွက်ပြေးသွားတော့ကျွန်တော်တို့အယောက်စောလို့ပြီပေါ့နိုးတောင်မှခမရဝဲဝဲကုတ်ခံရတဲ့တရားတွေကြောင့်နှစ်ရက်လောက်မိနေတယ်အမ်ဟုတ်ပေပြီလင်းမြင့်လိုက်ပြောပြမှကျွန်တော်တို့တွေတောပြည့်ထွက်ခဲ့ကြသည်ကိုပြန်လည်သတိရမိရင်ထို့သောအမဲလိုက်ကြရင်မြောင်ကျက်လေးတစ်ခုအတွင်းမှရှိကြောက်အိုင်လေးမှာငါးရီကိုတွေ့တာကြောင့်မြုံထမှုတွေတယောက်တည်းလင်းမြင့်လိုက်တော့အိမ်ရမနှုံးပြီထွက်ခဲ့တယ်စကန်နဲ့တိမ်မဝေးတာကြောင့်ဖြစ်ပါတယ် ထိုမြောင်ကြလေးအတွင်းကိုဝင်လိုက်တဲ့အခါမှာဝဲဝင်းတကောင်ကိုရုတ်တရက်တွေးလိုက်တဲ့ကျွန်တော်လက်ထဲမှာလည်းငါးထောင်မုံမြုံမလွေမြည်တီလက်နဲ့မြပါမလားချင်းဝဲဝင်းတီလည်းနောက်ပြန်လက်ပြေကိုလမ်းမရှိချင်းသူကြောင့်ကျင်းနေချက်တည်းရောက်နေတဲ့ဝဲဝင်းကသူ့ရဲ့လွန်မြောက်ရာလွန်လန်းတွေကျွန်တော်တိုက်ခိုက်ခြင်းဖြစ်ပေတယ်လူမပြောနေတရိษံတီဝင်တစ်ဖက်သက်ကြောင်ပိတ်ရိုက်၍မရချင်းထွက်ပေါက်လေးတစ်ခုတော့ပေးထားရလိမ့်မယ်တုံးမပင်နှုတ်နှစ်ဖက်တက်တာပဲလိမ့်မယ် ျွန်တော်ကလင်းမြင့်နိုင်ပြောသလိုနိုင်ရခန့်သတိလည်းမင်းမျောနေတော့တားစိန်စားမိသားစုနဲ့တွေ့ခဲ့ခြင်းဖြစ်ပါတယ်ထိုလူထူးဆန်းမိသားစုကြောင့်ကိုတွေ့မြင်တစိမ့်စိမ့်ကြောချမ်းလာတယ်တကယ်တော့ကျွန်တော်ကဇနီးနဲ့သမီးကိုဆွဲလန်းရည်လားမသိပါချေတေရွာမှပြန်ခြင်းဖြစ်ပါလိမ့်မယ်လင်းမြင့်နိုင်ကကျွန်တော်ကိုအပြစ်တင်စကားတခွန်းပြောရင်အခန်းပြင်ကိုထွက်သွားရင်မုတ်ဆိုးကကိုယ်လုံးမလုပ်ပေးတံငါလုံသွားလုတာဟုတ်ဗျဟုတ်ကဲ့ပြည်သက်များရှင် စာရေးသူကိုပိုင်ရေးသားထားတဲ့အိမ်မက်လေလာဘောတော်ဝါဆိုတဲ့ဇလန်လေးကတော့ဒီညမှာပဲပြီးဆုံးပါပြီ။နောက်နေ့မှလည်းဇလန်ကောင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးနှားဆင်ကြပါအောင်ရှင်။